Hello. This is Hazley. ကျွန်မနာမည် Hazley လို့ခေါ်ပါတယ်ရှင်။အမ်ဒီနေ့ပေါ့နော်အာအင်္ဂလိပ်စာလေးနည်းနည်းမျှော်ပေးချင်ပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီတိုင်းနေ့စဉ်တုံးပြောစကားလေးပေါ့နော်။ Okay. ဒီနေ့ဘာလုပ်ခဲ့လဲဆိုတာကိုမေးချင်တယ်ပေါ့။ဥမာတငယ်ချင်းနဲ့ဖုန်းပြောတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့။မေးချင်တယ်။ဟဲ့နင်ဒီနေ့ဘာလုပ်ခဲ့လဲ။အဲ့ဒါကိုဘယ်လိုမေးမလဲ။အဲ့ဒါကို What did you do today? What did you do today? မင်းပါလောက်ခဲ့လဲအလိုမေးတာပေါ့နော်အဲဆိုရင် Hasley ကဒီနေ့ပါလောက်ခဲ့လဲဆိုတော့ Hasley ကအလုပ်သွားတယ်ပြီးတော့ German class ကိုသွားတယ်အာ shopping ထွက်တယ်ဟင်းချက်တယ်ခမင်းချက်တယ်ပြီးတော့ဒီမိုးချုပ်ပြီးတော့ညတာစားတယ်ပေါ့နော်အခုဒီနေ့အထိကတော့အဲ့ဒါပဲလောက်ခဲ့တယ်ဆိုတော့အဲ့ဒါလေးကိုပြပြမှာဖြစ်ပါတယ်ပရမအဆုံးအနေနဲ့အလုပ်သွားတယ်ဆိုတော့ I want to work I want to work ငါအလုပ်ကိုသွားခဲ့တယ် I want to work. အဲ့ဒီမှာ W A N T မဟုတ်ပါဘူးเนาะ W E N T want G O go ရဲ့ verb two ပါ go want ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့သွားခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ verb two ကိုသုံးရမှာပါ I want to work okay ဒုတိယတစ်ခုကကြတော့ German class ကိုသွားရပေါ့เนาะအဲ့ဒါဆိုလို့ရှင် I want to the German class I want to to the German class အဲ့လိုပြောပါတယ်ပြီးတော့နောက်ခါဈေးဝယ်ထွက်တယ်အဲ့ဒါလည်းအဲ့လိုပဲအာဈေးဝယ်ထွက်တယ်လို့ပြောမယ်ဆိုလို့ရှိရင် तू က go shopping လို့တောင်းတယ်ဒါပေမဲ့ညီမကအဲ Hasley ကထွက်ပြီးသားပြီဖြစ်ဈေးဝယ်ထွက်ပြီးသားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ I want shopping အဲ့လိုပြောတောင်းပါမယ် I want shopping ပြီးတော့ရင်အာ he ထွက်တယ်ပေါ့နော်အဲ့ဒါဆိုရင် I cooked ဲ့ဒါတော့ရိုးရိုးလေးပဲချက်ပြုတ်တယ်လို့ပဲပြောလိုက်တာပေါ့နော် I cooked ပြီးတော့ရေမိုးချုံမယ် I had a shower I had a shower ရေချိုခဲ့တယ်ပြီးတော့ရင် I had my dinner ငါရဲ့ညစာဥစားပါတယ် I had my dinner နော် Okay အဲ့ဒါဆိုရင်ပြန်စမယ်ပြန်မေးကြည့်မယ်နော် What did you do today? Um for me today I went to work. Then I went to the German class. And on the way, I went shopping and I cooked at home. And then I had a shower and then I had my dinner. That's what I did today. Okay, I hope.